ီနေ့တော့သဘာဝလွန်ဖြစ်ရက်တွေ၊နတ်တွေ၊ပရာလောကသားတွေနဲ့ပတ်သက်တဲ့ဇလန်းတွေကိုကြိုင်နေတဲ့သူတွေအတွက်တကယ်ကိုရင်ခုန်စရာကောင်းမယ်ဇလန်းလေးပါဒီခရိုင်ပတောင်မြို့နယ်ရဲ့နေနမိတ်အစုံရခိုင်နယ်စပ်မှာတည်ရှိတဲ့မိုတီတောင်တန်းကြီးပေါ်မှာတိတ်တီဝင်းမိဆုံကြောင်မြတ်ကိုလိုက်ရှာရင်ခြေတချောင်းတရေတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အကြောင်းမဲဖြစ်ပါတယ် မော်တီတောင်တကျော်မှာဆိုရင်ပြိတက်ကြီးစိတ်မကူးမိတဲ့တဘာဝလွန်အောဝယ်ရဖြစ်ရက်တွေနှကောင်းနှမျက်တွေအပြင်ပြောမပြတတ်အောင်ကြောက်စရာကောင်းတဲ့ဖုတ်ပိတ်တာအတူတကယ်ရီဆိုတာလည်းအများကြီးရှိနေပါတယ်။ဒီဇလန်ကဗရောင်းမျိုးနဲ့အုတ်ရှိပင်မာနေတဲ့လူချမ်းသာတစ်ကုံတဲ့ဦးဝင်းကျော်ရဲ့အကိုတွေ့အဖြစ်ပြက်လေးပဲဖြစ်ပါတယ်။တကယ်တော့ဦးဝင်းကျော်ကအသက်45လောက်ပဲရှိသေးတာပါ။တက်လုံငန်းလို့ရင်အခြားမျိုးမျိုးမြမြရမယ့်ကိစ္စလေးတွေလည်းကျုံတယ်လို့ဝင်လောက်တတ်ပါတယ်။ ခုလဲဦးဝင်းကျော်တရသူ့ရဲ့လက်ထောက်အုံမြင့်နဲ့အတူ ကားနဲ့မိုးထီတောင်တန်းပေါ်မှာသတင်းသုံးနေတဲ့ဆရာတော်သူမနာစီကိုလာရောက်တွေ့ဆုံပါတယ်။သူနဲ့အတူမိုးထီတောင်ကျွဲလေးရွာသားတအုပ်ဖြစ်တဲ့ဦးကျော်ခေါင်ကိုလည်းလမ်းပြပေးဖို့ပါငှားလာခဲ့ပါတယ်။ခုလဲမိုးထီတောင်ဆရာတော်ကိုလာဖူးတာထက်သူ့လိုချင်နေတဲ့မိဆုံးကြောက်အကြောင်းသိချင်လို့လာမေးတာပါ။ဂမ်မီယာဆန်နဲ့ဒီကျောင်းမြက်ကအောက်လန်းအထက်လန်းဆရာတွေအားလုံးအငဲမရလိုချင်နေကြလို့ဦးဝင်းကျော်လည်းအခုလိုရောက်လာတာပါ။ သူသိတဲ့တဲ့ရင်အရာမိုးထီတောင်ဆရာတော်မှအဲ့လိုမိဆုံကြောက်ရှိရဲဆိုပဲမိုးထီတောင်ဆရာတော်လည်းမိဆုံကြောက်ဘလို့ရလဲမပြောချင်ပေမဲ့နောက်ဆုံးအိုးဝင်းကျော်အတင်းမေးလို့ဖွင့်ပြောလိုက်ပါတယ်ဒါပေမဲ့အိုးဝင်းကျော်တို့အဖွဲပဲသွားရင်အနေရများမှဆိုလို့သူကိုယ်တိုင်လိုက်ခဲ့ဖို့စဉ်းစားလိုက်ပါပြီတကယ်လို့အရှင်ဘုရားစီမှာမိဆုံကြောက်မျက်ရှိတယ်ဆိုရင်တပည့်တော်တို့မြင်ဘူးအောင်ပြပေးပါလားဗျာဒီကြောင်မျက်က မြစ်တာမဟာနိယံ BN ရဲ့ကင်းဝေးစီတာအပြင်လောက်ကင်သမျှအောင်မြင်စေတဲ့စွမ်းအင်နေရှိတယ်လို့ကောလာဟာလာတွေထွက်နေတာမို့လို့သူတို့လက်တွေ့မြင်ကျင်နေတာပါမိုဒီတောင်ဆရာတော်လည်းသူ့စီမှာရှိတဲ့မိဆုံကြောင်မြတ်ကိုထုတ်ပြလိုက်တယ်ဆရာတော်လက်ဖွားပြန်လိုက်တာနဲ့နေခင်းဘက်မှာတောင်ကြောင်မြတ်ရဲ့အလင်းရောင်ကထွင်းဖောက်သွားပါတယ်ဂံမီယာတိတ်တိဝင်မော်ကြောင်မဲမပြောဘဲနဲ့တောင်တိတာစီပါတယ်သူတို့တွေလည်းကြောင်မြတ်ကိုတွေ့ပြီးလူကျွန်ရမတ်တီတဖွားဖွားပေါ်လာပါတော့တယ်တိတ်တိဝင်မိဆုံကြောင်ကိုသာရရင်သူတို့ဘဝတွေပြောင်းလဲသွားမှာ ာအမှန်ပဲလေဒါကြောင့်အချိန်မဆိုင်မဲတိတ်တိဝင်မိဆုံးကြောက်ရှာပုံတော်ခီးကိုနောက်ရက်ချက်ချင်းပဲဆက်တင်ခဲ့ပါတယ်။မိုးထီတောင်ဆရာတော်ဦးဆောင်ပြီးသူတို့၃ယောက်လည်းရခိုင်ရိုးမတော်တဲ့ကိုလိုက်လာခဲ့ပါတယ်။ဆရာတော်ကိုတော့နေရပြပေးရင်ရပြီလို့လျှောက်ထားပေမဲ့တက်သမဦးဝင်းကျော်ကတော့ဘလို့ပဲဖြစ်ဖြစ်ကြောက်တွေကိုရအောင်ယူဖို့စိတ်ပိုင်းဖြတ်ထားပါတယ်။သူတို့ဝင်လာတဲ့ရိုးမကြီးက သဘောအလှတရားတွေပေါ်များလှပေမဲ့လှုပ်ဝက်ဆန်းကြဲတဲ့အမှုတွေရှိနေတယ်လို့နမည်ကြီးပါတယ်လောလောဆယ်တော့ရေတခွန်တွေရဲ့စီစဉ်တန်တွေသမင်တရေလိုတင်းငယ်တဲ့တာရဲတိရစ္ဆာန်တွေရေစင်းတောက်နေကြတဲ့မြင်ကွင်းတွေကိုကြည့်ရတာတကယ်ကိုဆွဲမက်ဖွယ်ကောင်းလာပါတယ်ဒီလိုနဲ့ညနေဆောင်မှာတော့သူတို့လူချင်းနဲ့မိဆုံကြောက်တွေရှိတဲ့နေရာအနီးရောက်လာခဲ့ပါပြီ သူတို့လည်းတပင်ကြီးအောက်အောက်ခြေရှင်းတဲ့မြေပြင်လေးမှာဆရာတော်သတင်းသုံးမှုယာယီကြောင်းလေးပြင်လိုက်ပါတယ်။သူတို့တွေလည်းဆရာတော်ရဲ့အဆောင်ဖလန်းမကန်းပါပဲ။ရွှေဖြင့်တဲထိုးပြီးစကန်းချကြတာပေါ့။လက်ထောက်ဖြစ်တဲ့အုံမြင့်တဲဆောင်နေရင်သူ့ဆရာဖြစ်သူဦးဝင်းကျော်ကိုမရှင်းမလင်းဖြစ်နေတာလေးတွေဖွင့်မေးလိုက်ပါတယ်။ဆရာသမားတိတ်ကြီးဝင်ကျော်တွေကတကယ်ရှိတာလား။မဟုတ်ရင်ကျုပ်တို့ဒီကိုလာတာအချင်းကုန်လူပန်းဖြစ်သွားအောင်မယ်။အော်မင်းကလေတကယ်ရှိတာပေါ့ကွာမင်းကဆရာတော်ငါတို့ကိုပြတဲ့ကြောက်စင်းလုံးလေးကိုမြင်ခဲ့တာပဲမလား ဒါဆိုကျွန်တော်တို့ကဒီတော့ကြီးထဲမှာဘယ်နဲ့နေရမှာလဲဆရာတော်ကအဲ့ဒီကြောက်တွေမပြမချင်းဆက်နေရမှာလားဆရာသမားဒီညဘဲကဒီညကဒနာသိတိနှက်ခတ်စထွက်မဲ့နေပဲအဲ့ဒီချင်းရွှေမိုးဝင်မိုးရွာစေတဲ့မန္တန်ကိုရွတ်လိုက်ရင်ကြောင်ရက်တွေကကောင်းဝင်ကနေစဉ်သက်လာလိမ့်မယ်အဲ့ရရတာနဲ့မနေ့ကျရင်ငါတို့တွေပြန်ယုံမယ်ခင်လူငယ်ဖြစ်တဲ့အုံမြင့်ကတိတ်တော့မယုံကြည်ပေမဲ့သူ့ဆရာအဝင်းကျော်ကိုယ်တိုင်လုံးနေတာဆိုတော့ဘာမှလည်းမပြောတာတော့ပါဘူး ဒီလိုနဲ့ညဘက်ကရောက်လာခဲ့ပါပြီ။ဒိတ်စိတ်အစ်ဆက်တဲ့တောင်မဒေသဆိုတော့အေးသက်သာအောင်မိဖို့လိုက်ကြတယ်။ပြီးတော့အိုက်ဘေးမှာပဲဥဝင်းကျော်နဲ့လမ်းပြကြီးတို့လည်းရွှေမိုးဝင်မိုးရွာသွန်းဖြိုးစီတဲ့မဟာဝေဓဗ္ဗမန္တန်တော်ကြီးကိုစာပြီးရွတ်ဖက်ပူဇော်ပါတော့တယ်။ဘုံကြီးကျောင်းထဲဝေးတဲ့လက်ထောက်အုံးမြင့်ပါဏိစာမရလို့ဝင်မရွတ်ပဲဟိုကြီးဒီကြီးနဲ့အခြေအနေကိုအကဲခတ်နေပါတယ်။ 28ကောက်ရွတ်ဖက်လို့မပြေသေးခင်ပါပဲတောက်ပါတဲ့အဖြူရောင်မီလုံးငယ်လေးတွေအများကြီးကောင်းဝင်ကနေဖြည်းဖြည်းချင်းလွေမျိုးဆင်းသက်လာတာကိုသူတို့တတိထားမိသွားခဲ့ပါတယ် လာပြီဟေးလာပြီလမ်းပြကြီးနဲ့အုံမြင့်လဲသူ့ဆရာနီးတို့အထူးအဆန်အံ့ဩတုန်လုံးနေကြပါပြီဒီချိန်ကြောင်မြတ်တလုံးကသူ့ပဝင်းချင်းကိုဝဲပြက်နေတာကိုမြင်တော့အိုးဝင်းကျော်ဖမ်းယူဖို့စူးစမ်းလိုက်တယ်ဒါပေမဲ့ကြောင်မြတ်ကအသက်ဝင်နေတယ်လို့ရှောင်တိန်သွားလို့မမီလိုက်ပါဘူးအဲ့ဒီကြောင်မြတ်ကမိုးထီတောင်ဆရာတော်ရဲ့အဆောင်ဘက်ကိုလွင့်ပြန်သွားပြီးတရားထိုင်နေတဲ့ဆရာတော်စီရောက်ရှိပြောက်ွယ်သွားပါတော့တယ်ဆရာသမားဖမ်းလို့မရဘူးဗျ ုံမြင့်နဲ့နန်းပြကြီးတို့လည်းသူတို့ပတ်ဝန်းကျင်မှာဝယ်ပြန့်နေတဲ့ကြောက်တွေကိုယူဖို့စူးစမ်းခဲ့ပေမဲ့ဘလို့မှမရခဲ့ပါဘူး။နောက်ဆုံးတော့အဲ့ဒီကြောင်မြတ်တွေဟာဖြည်းဖြည်းချင်းဝေးရကိုလွင်သွားပါတော့တယ်။မြင်ရုံနဲ့တင်ကျင်းနေကြပါတကားတို့သူတို့သုံးဦးလုံးဆရာတော်ကိုလှည့်ကြည့်လိုက်တော့ဆရာတော်ရဲ့လက်ထဲမှာကြောက်မြတ်တစ်လုံးကိုခြင်ထားတာတွေးလိုက်ကြရပါတယ်။ဘလို့လောက်ရသွားတာလဲတွေးနေတော့ဆရာတော်ကရှင်းပြတယ်။ ဒီပစ္စည်းတွေကလက်တွေဆောင်လျှောက်တာခုတူကန်ဖုံးကန်မရှိရင်ဘယ်လိုမှယူလို့ရမှာမဟုတ်ဘူးတကားတော့ဖုံးတော်ကြီးကတတိပေးလိုက်ပြီမဲ့လောဘကြီးတဲ့ဥဝင်းကျော်ရဲ့မျက်လုံးတွေကတော့သူ့လက်ထဲကအကြောင်းမျက်စိကနေခွာလို့မရအောင်ဆွဲလန်းနေပါပြီဒီတိရောက်လာပြီးမှရအောင်ယူဖို့ပဲသူဆုံးဖြတ်လိုက်တယ်လိုက်သွားဖမ်းကြကွာဘယ်သူရအောင်ယူလာနိုင်လဲရရင်ငါပတ်စံနှစားတိုးပေးမယ် ဒီစကားကိုကြားတာနဲ့အုံမြင့်နဲ့လမ်းပြကြီးတို့လောဘတွေတက်သွားပါပြီ။ဒါကြောင့်တိတ်တိဝင်ကြောင်မြတ်တွေနောက်ကိုချက်ချင်းလိုက်သွားကြတာပေါ့။အဲ့ဒီလူမျိုးကိုပြန်ခေါ်စမ်းတကကြီးဝင်းကျော်ဒီမိုတိတောင်တန်းပေါ်မှာဆိုရင်တဘာဝလုံးအံ့ဩဖရာတွေနှကောင်းနှမျက်တွေပြင်တင်တို့စိတ်ကူးတော်မရင်ဘူးတဲ့ကြောက်စရာကောင်းတဲ့ဖုတ်ပိတ်တာအတူတကယ်တွေအများကြီးရှိနေသေးတယ်။မူထီတောင်ဆရာတော်ရဲ့စကားကိုဦးဝင်းကျော်ဂယုမဆိုင်တော့ပါဘူး။တောင်မြတ်တွေကိုရအောင်ယူဖို့သူကိုယ်တိုင်လည်းတပည့်တွေနောက်ကိုပြေးလိုက်သွားပါပြီ ။လမ်းကြောင်းကလည်းမကျွမ်းချင်းညဘက်ကြီးလည်းဖြစ်ဒီနေရာကလည်းအလွန်မဆောက်တဲ့တောင်ကုန်းဖြစ်တာကြောင့်ရှေ့ဆုံးကပြင်းနေတဲ့အုံမြင့်လည်းချေချော်ပြီးတောင်ဆောင်ကနေဒလင်းကောက်ကိုကျသွားပါတယ်။ကောင်းတဲ့ကြောက်တော့ရိုက်ပြီလို့ခေါင်းပေါက်သွားသလိုခြေတော့လည်းကျိုးသွားတဲ့ပုံပါ။သူနောက်ကနေလိုက်လာတဲ့လမ်းပြကြီးနဲ့ဦးဝင်းကျော်တို့လည်းလမ်းမမြင်ရတော့ခြေချော်ပြီးသူ့လိုပဲလိမ့်ချသွားပါတယ်။ခေကောင်လေးဘာဖြစ်သွားကြသေးလဲ။ငါတော့ဘာမှမဖြစ်ဘူး။ကြောက်မြင့်တွေရောဘယ်ရောက်သွားပြီလဲ။ ။ဦးဝင်းတော်မီတော်မှအုံမြင့်သူချတော်တတိယပြီ။អော်ပါတော့တယ်။អូចုတ်ချောက်ចုတ်ချောက်လှုပ်လို့မရတော့ဘူးဗျ။ဦးဝင်းကျော်နဲ့လမ်းပြကြီးလည်းအမြန်ပြေးကြီးလိုက်တော့အုံမြင့်ရဲ့ခေါင်းကနေတွေးရစီကြနေတာတွေးလိုက်ကြရပါတယ်။ဒါတည်းမကသူ့ရဲ့ညာဘက်ခြောက်ကလည်းပုံပြက်နေပြီးထပ်ပိုင်းချိုးသွားတဲ့ပုံပဲ။ကံကောင်းလို့ကြံတဲ့နှစ်ယောက်ကတော့အနှဲငယ်ပုံပဲယုံလောက်ပဲထိခိုက်တာပါ။ အဲ့ဒီချိန်မှာပဲရှိုရဲ့ကြောက်တုံးကြီးတစ်ခုနောက်ကနေသတိဆန်တစ်ကောင်ကတကူကူကိုတကြွတ်ကြွတ်ဝါစားနေတဲ့အတန်လိုမျိုးသူတို့ကြားလိုက်ကြရပါတယ်။အိုးဝင်းကျော်တို့နှစ်ယောက်လည်းဘာတန်လဲသိရအောင်ဖြည်းဖြည်းချင်းချောင်းကြည့်လိုက်တော့လန့်သွားပါတယ်။ရောက်လို့လို့တရဝါသုံးကောင်ကတော့ဝက်အသေးတကောင်ကိုဝိုင်းဝန်းကြိုက်ဖြက်စားတောင်းနေတာကိုတွေးလိုက်လို့ပါဆရာသမားချုပ်ကိုအရင်ကဲပါအောင်ဗျာ အုံမင်းရဲ့အတန်းကြောင့်မြောက်လို့ထင်ရတဲ့တရဝကချက်ချင်းလှဲ့ကြည့်လိုက်တယ်။ဦးဝင်းကျော်နဲ့လမ်းပြကြီးလည်းချက်ချင်းပေါအောင်လိုက်ကြပြီးတယောက်မျက်နှာတယောက်ကြီးကကြောက်လန့်တကြားဖြစ်နေကြပါပြီ။တစ်စက္ကန့်လောက်မြင်လိုက်ရတာတော့သူတို့မြင်လိုက်ရတဲ့တရဝတွေမှာမျက်လုံးဝိုင်းကြီးတွေ၊သွားချုံချိုတွေ၊ဇပိအကွက်အကွက်တွေနဲ့ကြည့်ရတာအယုံဆိုးသလိုတကယ်ကြောက်စရာကောင်းတာကိုတွေးလိုက်ကြရလို့ပါ။ဒါကိုမသိတဲ့အုံမင်းကညှို့ညူနေတော့သူတို့လည်းအမြန်ပြေးထူပြီးတိတ်တိတ်နေဖို့အချက်ပြလိုက်ပါတယ်။ ဒါပေမဲ့နောက်ကျသွားပါပြီ။သူတို့တော့အုံဖြည်းဖြည်းချင်းပြန်လှည့်ကြည့်လိုက်တော့အဲ့ဒီတရဝကြီးတွေကရှာတန်းလန်းကြီးနဲ့သူတို့ကိုအာသာငဲငဲစိုက်ကြည့်နေတာကို တွေ့လိုက်ကြရတယ်။ဒီတော့မှအူဝင်ကျော်ဒီမိစ္ဆာကောင်ကခြေတစ်ချောင်းတည်းရဲတွေဆိုတော့ကိုချက်ချင်းတီးလိုက်ပါပြီ။ဟိကောင်မင်းကတားထားငါတို့အဲ့ဒီကောင်တွေမလာခင်အရင်ပြင်းနေမယ်။ လမ်းမြန်ကြီးကိုမဆောင်တော့ပဲအိုးဝင်းကျော်ခြေထောက်တန်ရရနေတဲ့အုံမြင့်ကိုထုတ်ပြီးအမြန်ဆုံးထွက်ပြေးဖို့ကြိုးစားတာပေါ့နောက်မှတော့တနက်တန်တတိုင်းတိုင်းပြစ်ခတ်ရင်လမ်းမြန်ကြီးကကြံခဲ့ပါတယ်မကြပါဘူးတနက်တန်နေတိတ်သွားပြီးကြည်ကုံလို့အမြန်ပြေးလာတဲ့လမ်းပြကြီးကိုတွေးလိုက်ရတယ်။ညံချက်ကတော့သူ့တို့ကိုယ်တောင်ချွတ်တက်သွားပါတယ်။ဟိအောင်ဟာနေအောင်လေ ။ပိုးဝင်ကြော့ခြေနေတိအောင်လို့နောက်ကိုလှည့်ကြည့်လိုက်တော့လဲကျသွားတဲ့ခြေစချောင်းတရေတွေကမတည်ပဲဖြည်းဖြည်းချင်းပြန်ထလာတာကိုတွေးလိုက်ရတယ်။ဒါကိုမြင်တော့ပိုးဝင်ကြော့လည်းကြောက်လန့်တကြားဖြစ်ပြီးခြေထောက်တွေအာမီတော်သလိုခံစားလိုက်ရတယ်။ ကဘာမီလောင်တားခုံချနှင်းဆိုရလို့တိမ်မာကြောက်တဲ့စိတ်ကဖုံးလန်းသွားတော့သူတို့ပဲအုံမြင့်ကိုထားပြီးထွက်ပြေးဖို့လုပ်ရပါပြီ။တားကောင်တွေ့တဲ့ပုံစံမျိုးနဲ့ခုံပေါက်လိုက်လာတဲ့ချစ်ချောင်းတရေတွေကိုကြည့်ပြီးအဝင်းကျော်တွေ့ပြနေတယ်လို့အုံမြင့်လည်းအခြေအနေကိုသဘောပေါက်ပြီးအကူအညီတောင်းလိုက်တယ်။မလုပ်ပါနဲ့ဗျာဆရာသမားကျုပ်ကိုပြင်ထားခဲ့ပါနဲ့ဆရာဝင်းကျော် အုံမြင့်ကအိုးဝင်းကျော်ရဲ့ခြေောက်တွေကိုဖမ်းဆွဲဖို့ကြိုးစားခဲ့ပေမဲ့အိုးဝင်းကျော်ကတော့သူ့ကိုကန်ထုတ်ပြီးလမ်းပြကြီးနောက်ကိုလိုက်ပြေးသွားတာပါနောက်ကနေအော်ဟစ်တန်တွေခြောက်ချားပွေရာထွက်ပေါ်လာပေမဲ့ခဏကြာမှတော့အော်တန်လည်းတိတ်ဆိတ်သွားခဲ့ပါတယ်လမ်းပြကြီးနဲ့အိုးဝင်းကျော်တို့သူတို့လင်းကြခဲ့တဲ့တောင်ဆောင်ပုံကိုတက်ဖို့ကြိုးစားနေကြပါတယ်ထချောင်းတရဲတွေကလည်းခုံဆွားခုံဆွားနဲ့သူတို့နောက်ကနေအတင်းလိုက်နေပါတယ်။လမ်းပြကြီးကျုပ်ကိုလည်းစောင့်အောင်မထားခဲ့ပါနဲ့ လမ်းမြတ်ကြီးလည်းနောက်ကိုလှည့်ကြည့်လိုက်တော့ခြေတချောင်းသေးသေးတွေသူတို့ကိုမိတော့မှတိသွားပါပြီ။ဒါကြောင့်ဦးဝင်းကျော်ကိုစောင့်မခေါ်တော့ပဲအပေါ်အမြန်တက်ဖို့စူးစမ်းလိုက်တယ်။ ဒီချိန်အာကိုတကြီးနဲ့ဦးဝင်းကျော်နောက်ကနေသူ့ကိုလှမ်းဆွဲလိုက်လို့နှစ်ယောက်သားဟန်ချက်ပြတ်သွားပါတယ်။နှစ်ယောက်လုံးတောင်ဆောင်ပေါ်အတင်းပြေးတက်ဖို့ကြိုးစားပေမဲ့တောင်ဆောင်ကမဆောက်လို့ခြေချော်ပြီးလမ်းပြကြီးနဲ့အောက်ကိုပြန်ချသွားပါတော့တယ်။ဦးဝင်းကျော်ကတော့ကန်ကောင်းထောက်မှပြီးတကိုင်းတစ်ခုကိုဖန်ဆုံးမိခဲ့လို့အောက်ကိုပါမသွားတာပါ။လမ်းပြကြီးကတော့ခြေတချောင်းတရေတွေရဲ့ရှေ့တက်တဲမှလိမ့်ချသွားခဲ့ပါပြီ။လမ်းပြကြီးကိုခြေတချောင်းတရေတွေကဝိုင်းပြီးခုန်ကိုက်လိုက်တာတကယ်ကြောက်စရာပါ။ မကြည်ရတော့တဲ့ဦးဝင်းကျော်လည်းအသက်လူပြီးအမြန်ထွက်ပြေးခဲ့ပါတယ်။အရှင်ဘုရားအရှင်ဘုရားကယ်ပါအောင်အရှင်ဘုရားအကြောက်လွန်နေတဲ့ဦးဝင်းကျော်ကလေးတယောက်လိုတရားထိုင်နေတဲ့ဆရာတော်ဘုရားအဆောင်တဲတဲ့အတင်းတိုးဝင်လိုက်တယ်။ဘေးမှာထိုင်နေရင်ကြောက်လုံးလို့ခန္ဓာကိုယ်တစ်ခုလုံးတစက်စက်တုန်နေပါပြီ။ဆရာတော်လည်းမျက်လုံးဖွင့်ကြည့်လိုက်တော့ခြေစချောင်းတရေသုံးကောင်ကသူ့တဲဝါမှာရက်နေတာကိုတွေးလိုက်ရပါတယ်။နောက်ကတရေတွေကတည်နေတဲ့လက်ထောက်အုံးမြင့်နဲ့လမ်းပြကြီးရဲ့ခန္ဓာကိုယ်ကိုတည်လာကြပါတယ်။ ရှေ့ဆုံးကချစ်တချောင်းတရေကတော့သူတို့ရဲ့အမေဦးဝင်းကျော်ကိုစိုက်ကြည့်နေပါတယ်။ဦးဝင်းကျော်လည်းကြောက်လွန်းလို့ဆရာတော်နဲ့꿰ပြီးနေလိုက်တာပေါ့။မုထီတောင်ဆရာတော်အာယုံတွေပြန်စုစည်းပြီးတမာရီထူထောင်မေတ္တာပို့သားကဒီချစ်တချောင်းတရေတွေနဲ့ဆက်သွဲဖို့ကြိုးစားလိုက်ပါတယ်။ဆရာတော်ဖရားရဲ့တတ်တက်လုံးချင်းကြံစောက်တီလာတဲ့တီလာတမာရီပညာအစွမ်းနေကြောင်းလို့ပြောရပါမယ်။ခဏကြာမှပဲချစ်တချောင်းတရေတွေကသူတို့ကိုရံမပြူတော့ပဲအုံမြင့်တဲ့လမ်းပြကြီးတို့ကိုတဲပြီးထွက်ခွာသွားပါတော့တယ်။ တပ်ပေတတကံမတကသတော်ဝါတခုကံတခုတဲ့ဖမုံတတိပေးခဲ့တာပဲကံမကုံသေးလို့အသက်ရှင်နေတာပဲတကကြီးဒီတော့မှဦးဝင်းကျော်ဆရာတော်ဖျားကိုကျေးဇူးတင်ပြီးအချိန်ချင်းရှ िख ိုးဥချနေပါတော့တယ်ဆရာတော်ရဲ့တတိပေးစကားကိုနားမထောင်မိတဲ့အတွက်လဲသူနောက်တာအကြီးကျယ်ရနေပါပြီမနေ့ရောက်တော့မိုးထီထောင်ဆရာတော်သူ့ကိုကျဲလေးရွာမှာထားခဲ့ပြီးဒူတန်ဆောင်မဲ့ဂန်နရီခီးကိုဆက်ကြွသွားပါတော့တယ် သူလောဘကြောင့်ဂျားရဲကနေတည်ဆုံခဲ့ရသူတွေအတွက်ဝိုင်းအပြစ်တင်တာခံရတယ်လို့သူကိုယ်တိုင်လည်းဖြစ်မစဲနိုင်ဖြစ်နေပါပြီဒီတခါအသက်ရှင်ကျင်ခဲ့ပေမဲ့မုထီတောင်တန်းကြီးရဲ့ကြောက်စရာအဖြစ်ပြက်ကြီးကသူ့စိတ်ထဲမှာတတက်တာပါသွားခဲ့ပါပြီတိတ်တီဝင်မိဆုံးကြောက်ထက်ရှာဖို့မပြောနဲ့တစ်ခုတ်ဖို့တောင်ဒီမုထီတောင်တန်းစီကိုဘယ်တော့မှပြန်မလာတော့ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်ရတနာဆိုတာကတော့ထိုင်မှရတာပါပြိတ္တကြီးလည်းလေထဲမှာလွင်မြောနေတဲ့ပူဆောင်ကျူးလိုမိဆုံးချက်ကိုတွေးရင်လောဘမတက်ပေ ဲဝရိကသာရှောင်ကြပါလို့တတိပေးလိုက်ပြစီရှင်